မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်တွင်တိုက်ပွဲဆက်ရှိနေပြီးစစ်ကော်မရှင်ဤစခန်းတစ်ခုကိုတော်လန်ရေးတပ်များသိမ်းပိုက်ထားနိုင်တော့လဲစစ်တပ်စစ်ကြောင်းမျိုးပတ်ဝင်းကျင်ကိုပါတက်ဖြန့်လာတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မိုးကုတ်မြို့ပြင်တွင်ထိတွေ့တိုက်ပွဲများရှိနေပြီးစစ်ကော်မရှင်အရေးကြီးစစ်စခန်းတစ်ခုကိုတော်လန်ရေးတပ်များကသိမ်းပိုက်ထားနိုင်တော့လေမြို့နှင့်အနီးဝန်းကျင်ကိုစစ်ကော်မရှင်ကတပ်ဖြတ်လာနိုင်ကြောင်းမြေပြင်တရင်ရင်းမြစ်ထံမှသိရပါဗျ စစ်ကောမရှိတက်များသည့်မိုးကုံမျိုးနှင့်ဆက်တမိုင်းအကွာအဝေးထိတက်ဖြတ်နေရယူထားပြီးကြောက်ဖားနေမိကိုမူဒေါ်လန်ရေးတက်များကထိန်းချုပ်ထားပါသည်ဘုတ်ကုတ်ဆက်အင်းပြန့်လန်းဆုံးစစ်စရေးဂိတ်တွင်မူစစ်ကော်မရှင်၏တက်စိတ်အစဉ်ရှိအစုအဖွဲ့တစ်ခုအခိုင်အမာခြေကုပ်ယူလာကြောင်းသိရပါသည်တက်ဖြတ်နေရယူထားသောစစ်ကော်မရှင်တပ်များသည်ပြောင်းလန်းခွဲအတက်မှနေ၍တရုတ်တင်ကြိုင်အတွင်ထိခကင်းစခန်းများကိုထပ်မံအခြေပြုတိစောက်လာနိုင်ကြောင်းသတင်းရင်းမြစ်ကဆိုပါသည်တော်လန်ရေးတက်များကရှန်ကုန်းဆန်ကြီးပါဘက်မှနေ၍ လေတာတောင်ကျောဘက်ချမ်းကိုအင်အားဖြည့်လာနိုင်ခြေရှိသည့်အခြေအနေကိုစစ်ကောင်မရှင်ဘက်မှအတီးပြူထောက်လန့်ချက်နှင့်တရင်အတီးအကျရယူထားပြီးဖြစ်သည်ဟုစီရီယံဗိုလ်ကြီးစင်ယော်ကအတည်ပြုပြောဆိုထားပါသည်။တော်လန်ရေးတပ်များနေရာယူထားသည်ဟုဆိုကကျောက်စင်တီဘောမားရွာများကိုစစ်ကောင်မရှင်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမိုးကုံးမြို့အနောက်ခြမ်းချက်ပြင်းရွာဘက်တွင်ထိတွေ့မှုကြီးမားခဲ့ကြောင်းသိရပါသည်။ တောင်မျိုးသားလွမြောက်ရေးတက်မတော် DNL ကဒေါ်လန်ရေးတက်ဖွဲ့များကိုကြီးတစ်ချက်မဖောက်ရန်သတိပေးတားမြစ်ခဲ့တဲ့အတွက်ဒေါ်လန်ရေးတက်များမျိုးပြင်စုခွာနေချိန်တွင်စစ်ကော်မရှင်ကမျိုးပြင်အထိစစ်ကြောင်းထိုးတက်ဖြန့်လာသည့်အတွက်တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ပါသည်စစ်ကော်မရှင်တက်သည့်မိုးကုတ်မြို့အတွင်ရှိအစိုးရယုံဆိုင်ရာနေရာအချို့တွင်နေရာယူထားခြင်းများရှိတော်လေလှုပ်ရှားမှုမရှိသလိုမျိုးရင်းတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိသေးကြောင်းမိုးကုတ်မြို့ခံများထံမှသိရပါသည်ဆလပီရွှေကောက်ပွဲကျင်းပမည်ဟုကြေညာထားသည့်မြို့နယ်202ခုအနက် ရက်ကြီး၃နောင်နီးပါးတွင်မကျင်းပနိုင်တော့ကြောင်းစစ်ကော်မရှင်ဝန်ခံနေဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC သည်၎င်းတို့အစီအစဉ်ကျင်းပမည့်ရွေးကောက်ပွဲအပိုင်း1နှစ်နှစ်အတွက်ကြေညာထားသည့်မြို့နယ်ပေါင်း202မြို့နယ်အနက်ရန်ကုန်တိုင်းနှင့်နေပြည်တော်မှလွှဲ၍ကြံဒေသများရှိရဲကွက်နှင့်ခြေပါအုပ်စုစုစုပေါင်း2932ခုတွင်ရွေးကောက်ပွဲများကျင်းပနိုင်ခြင်းမရှိတော့ကြောင်းဒီဇင်ဘာ9ရက်နေ့ကဝန်ခံထုတ်ပြန်ခဲ့ပါသည် အနာသိန်းစစ်ကော်မရှင်က2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့တွင်အပိုင်းတင်မြို့နယ်တရာနှစ်ခုနှင့်2026ခုနှစ်ဇန်နဝါရီ17ရက်နေ့တွင်အပိုင်းနှင့်မြို့နယ်တရာခုစုစုပေါင်းမြို့နယ်200ခုတွင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်ထားခြင်းဖြစ်ပါသည်။သို့သောလုံခြုံရေးအခြေအနေအရလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသဖြင့်နေမြများစွာကိုဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း UEC ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ UEC ထုတ်ပြန်ချက်အရကျင်းပနိုင်ခြင်းမရှိတော့သည့်နေနေစုစုပေါင်း2932ခုအနက်ရက်ကွက်162ခုနှင့်ကြီးရွာအုပ်စု2980ခုပါဝင်ပြီး၎င်းတို့သည်တိုင်းနယ်ပြည်နယ်73ခုတွင်အများဆုံးအခြေစိုက်လျက်ရှိပါသည်။စစ်ကော်မရှင်၏ရွေးကောက်ပွဲမကျင်းပနိုင်သည့်ရက်ကွက်နှင့်ကြီးရွာအုပ်စုအများဆုံးပါဝင်သောဒေသများမှာစကိုင်းတိုင်း902ခု၊မကွေးတိုင်း689ခု၊မန္တလေးတိုင်း236ခုနှင့်ရှမ်းပြည်နယ်212ခုတို့ဖြစ်ပါသည်။ ထို့ပြင်ပဲခူး198ခု၊ကရင်156ခု၊မွန်140ခု၊ကချင်106ခု၊ချင်း86ခု၊တနင်္သာရီ83ခု၊ရခိုင်82ခု၊ကယင်နီကရ52ခုနဲ့အရာဝတီ၄ခုတို့တွင်လည်းရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းသိရပါဗျ။ရန်ကုန်နှင့်နေပြည်တော်တွင်မူရခိုင်နှုန်းဖြင့်ကျင်းပနိုင်မည်ဟု UEC ကဖော်ပြထားပါဗျ။ လာမယ့်ဒီဇင်ဘာ28ရက်နေ့တွင်စစ်ကော်မရှင်၏ရွေးကောက်ပွဲအပိုင်းတစ်ပြုလုပ်ပြီးမြို့နယ်တရားနှမြို့နယ်တွင်ရက်ကွက်ချေးရွာအုပ်စုစုစုပေါင်း1438ခုတွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်းသိရပါသည်။ရခိုင်ပြည်နယ်ကြောက်ဖြူနှင့်စစ်တွေမြို့နယ်မှာရက်ကွက်ချေးရွာအုပ်စု82ခုတို့တွင်ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ပေ။အလားတူ2026ခုနှစ်ဇန်နဝါရီတွင်ရွေးကောက်ပွဲအပိုင်းနှစ်ပြုလုပ်ရန်စီစဉ်နေသောမြို့နယ်တရားအတွင်းရှိ ရက်ကွက်ကျေးရွာအုပ်စုစုစုပေါင်း1493ခု၌လင်ကျင်းပနိုင်ခြင်းမရှိတော့ဟု UECE ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်စစ်ကော်မရှင်ကရက်ကွက်ကျေးရွာအုပ်စု3000နီးပါးအတွင်း၎င်းတို့၏ရွေးကောက်ပွဲအတူကိုပြုလုပ်နိုင်ခြင်းမရှိတော့ပေဖေရှားလိုက်ခြင်းသည်နိုင်ငံ၏ထဝက်ကျော်သောဒေသများတွင် လုံခြုံရေးထိန်ချုပ်နိုင်မှုမရှိတော့ကြောင်းတရားဝင်ဝင်ခန့်လိုက်ခြင်းဖြစ်ပြီး၎င်းတို့၏ရွေးကောက်ပွဲများအပေါ်ပြည်သူလူထုနှင့်နိုင်ငံတကာကစန့်ကျင်ကန့်ကွက်လျက်ရှိပါသည်ဆလဘီထိုင်းနဲ့ကမ္ဘောဒီးယားပြစ်ခတ်မှုပြန်ပြင်း မြန်မာစစ်တပ်စစ်အင်အားအလုံးအရင်ကမ္ဘောဒီးယားဘက်သို့ပို့ဆောင်ရန်အရေးပေါ်ပြင်ဆင်နေဆွေးနွေးတဲ့အကြောင်းဆက်ပြီးတော့မှဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်စီစကတ်ခရိုင်ဖူဖလတ်နယ်စပ်ဒေသအနီးနိုင်ယနေ့နေ့လယ်ထိုင်းစံတော်ချိန်2:15မိနစ်ခန့်တွင်ပြစ်ခတ်မှုများပြန်လည်ဖြစ်ပွားခဲ့ကြောင်းထိုင်းသတင်းဌာနများကဖော်ပြပြီး၎င်းအနေငယ်အကြောင်းမှပဲအနာသိမ်းမြန်မာစစ်တပ်ကစစ်အင်အားအလုံးအရင်ကမ္ဘောဒီးယားဘက်သို့ပို့ဆောင်ရန်အရေးပေါ်ပြင်ဆင်နေကြောင်းထုတ်ပြန်လာပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားပြန်လည်ပြစ်ခတ်မှုမှာ35မိနစ်ခန့်ကြာမြင့်ခဲ့ပြီးထိုင်းစစ်သားနှစ်ဦးထဏ်ရာရရှိခဲ့ကြောင်းခက်ဆော့သတင်းဌာနကဖော်ပြရေးသားထားသည့်အပေါ်မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်ဘေထွန်းကကမ္ဘောဒီးယားစစ်တပ်ကိုစိတ်ပူမိတဲ့သူတို့ကထိုင်းစက်ကလည်းမတက်ကြတော့တဖက်ရန်သူကလှမ်းဆဲနေရင်လည်းတိမမဟုတ်လက်ရှိမှာတော့ကမ္ဘောဒီးယားကိုထောက်ခံပြီးစစ်ရေးအရာအကူအညီအမြန်ဆုံးပေးဖို့ကိုတမတော်အနေနဲ့တက်လန့်ထားပြီးသားပါဟု၎င်းကဆိုပါတယ်ကမ္ဘောဒီးယားကောက်ွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလည်း ထိုင်းဘက်မှစတင်ပြစ်ခတ်ခဲ့ခြင်းဖြစ်ကကမ္ဘောဒီးယားဘက်မှပြန်လည်ပြစ်ခတ်ခြင်းမရှိကြောင်း၎င်းတို့အနေဖြင့်နှစ်နိုင်ငံသားငြိမ်းချမ်းရေးသဘောတူညီချက်များအားလိုက်နာခဲ့ကြောင်းပြောဆိုခဲ့သည်ဟုကမ္ဘောဒီးယားစနစ်သတင်းဌာနတွင် ဖော်ပြခဲ့ပါသည်။ကမ္ဘောဒီးယားနှင့်သတင်းဌာနတွင်ဖော်ပြခဲ့ပါသည်။ ကမ္ဘောဒီးယားမမဘူးထိုင်းမာတာကမ္ဘောဒီးယားကထိုင်းနဲ့ပတ်သက်ပြီးနိုင်ငံငယ်ငြိမ်းချမ်းရေးကိုမြန်မာတပ်မတော်ကထိုင်းအပေါ်မှာထားရှိလျက်ရှိတဲ့စည်ရင်အတိုင်းအမြဲတလီတစားရှိခဲ့တာအခုကိစ္စမှာတော့မြန်မာတပ်မတော်ဘက်ကအသေးချာမသိရသေးပေမဲ့ထိုင်းလိုနယ်လို့အမှခံရပါတယ်။အဲ့ဒီအတွက်လေကမ္ဘောဒီးယားကိုစီးရီးအပြည့်အဝအကူအညီပေးသွားမှာပါလို့ဗိုလ်ချုပ်ဆော်မင်ထွန်းကပြောပါတယ်။ ပြေခမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအာဆီယံစောင့်ကြည့်ရေးအဖွဲ့ AOD ထံသို့ချက်ချင်းသတင်းပေးပို့ခဲ့ပြီးတွင်လင်းမြင့်တာမှုတရားမျှတမှုနဲ့တိကျသေးကြသောစုံစမ်းစစ်ဆေးရေးပြုလုပ်ရန်လည်းတိုက်တွန်းထားပါတယ်။ထို့သောကမ္ဘောဒီးယားဘက်မှထုတ်ပြန်ပြောဆိုချက်အပေါ်ထိုင်းတော်ဝင်တက်မတော်ကအဲ့ဒါဆိုရင်ထိုင်းစစ်သားကိုဖယ်သူဖြစ်တာလေဟုတုံ့ပြန်မေးခွန်းထုတ်ထားတဲ့အပေါ်အာနာသိန်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကထွေကာတန်ကြေးကြိုက်ပြီးတုံ့မရတဲ့တနတ်တွေကိုထိုင်းစစ်တပ်မှတုံ့နေကြတာကြပြီးမူယူပြီးအချင်းချင်းစနောက်ရင်း ကြီးထွက်သွားကြတာနေမှာပေါ့ကမ္ဘောဒီးယားကအနေသာကြီးလို့ပြောဆိုခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ထိုင်းဝန်ကြီးချုပ်အနုတင်ကအချုပ်အခြာအာဏာနဲ့ပြည်သူများပေးကရေးအတွက်ကာကွယ်ရန်ထိုင်းစစ်တပ်အားအမိန့်ပေးခဲ့ပြီးကမ္ဘောဒီးယားနဲ့ထိစပ်နေသည့်ဟူရီယန်ဆူရင်စီစကတ်နှင့်အွန်ဗွန်ရက်ချာဌာနီခရိုင်တို့မှနေဆက်အနီးနေထိုင်သူများအားခေလွန်ရနေရာများသို့ပြောင်းရွှေ့ကြရန်အမိန့်ထုတ်ထားကြောင်းလည်းသိရပါတယ် ညဝရီမဲဆောက်နေဆက်ဘက်မှာလည်းညဝရီဘက်ကအာနာသိန်းစစ်တပ်ဖြစ်တဲ့လက်နက်ကြီးကြီးများကြားပြီးထိုင်းစစ်တပ်ကဖိသူများကိုဘေးလွတ်ရာပြောင်းရွှေ့ပေးပြီးမြန်မာစစ်တပ်ကိုသတိပေးစာနဲ့သတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့ပါတယ်။ထိုကိစ္စနဲ့ပတ်သက်ပြီးမြန်မာစစ်တပ်ကထိုင်းစစ်တပ်အပေါ်အမျိုးအတေထားကအခုလိုထိုင်းကမ္ဘောဒီးယားအရေးမှာကမ္ဘောဒီးယားကိုစစ်အင်အားဖြင့်တင်ပေးဖို့အရေးပေါ်ဆောင်ရွက်နေတာလို့နေဆက်အကြီးလေးလာသူများကသုံးသပ်ထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့သည်နေပြည်အငင်းပွားမှုများလွန်ခဲ့သောနှစ်များခရက်ကဖြစ်ပွားနေခြင်းဖြစ်ကား 2025ခုနှစ်မေလတွင် ပြစ်ခတ်မှုများစတင်ခဲ့ပြီးဇူလိုင်လ၌ယာယီအပြစ်ခတ်ရက်စဲခဲ့ခြင်းဖြစ်ပါသည်။ဆက်လက်ပြီး2025ခုနှစ်အတွင်းစစ်တပ်မှအလင်းဝင်လက်နက်ချစစ်တုံးပန်း2500ခန့်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။မြန်မာနိုင်ငံအနှံ့မှာတော်လန်ရေးတပ်တွေနဲ့ရင်ဆိုင်နေတဲ့စစ်ကောင်စီတပ်ဘက်ကနေ2025ခုနှစ်အတွင်းအလင်းဝင်ပူပေါင်းသူနဲ့လက်နက်ချစစ်တုံးပန်းအယောက်2500လောက်ရှိတယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ကဒီဇင်ဘာ6ရက်မှာထုတ်ပြန်ပါသည်။ 2025ဇန်နဝါရီလကစပြီးနိုဝင်ဘာလ17ရက်ပတ်အထိအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သားတဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2438ရောက်ရှိတယ်လို့သိရပါတယ်။2025ခုနှစ်နိုဝင်ဘာလတလတာအတွင်းမှာပဲလက်နက်ချစစ်တုံးပန်းအလင်းဝင်သူစုစုပေါင်း126ရောက်ရှိတယ်လို့ဆိုပါရယ်အခုနိုဝင်ဘာလစတုထအပတ်မှာစစ်မှုရန်တပ်သားတိ12ရောက်အပါအဝင်အလင်းဝင်ပူးပေါင်းလာသူ14ရောက်ရှိပြီးကရင်ပြည်မှာ1ရောက်မကွေးတိုင်းမှာ6ရောက်တနင်္သာရီတိုင်းမှာ9ရောက်ဖြစ်ပါရယ် စစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူတွေထဲမှာလည်းစစ်မှုထမ်းတပ်သား၄ယောက်ပါပြီးချင်းပြည်နယ်မှာတော့စစ်သား၂ယောက်ဖမ်းဆီးရမိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလမှာအလင်းဝင်သူနဲ့လက်နက်ချစစ်တုံးပန်းအယောက်900ကျော်ရှိပြီးအခုနှစ်နိုဝင်ဘာလမှာတော့အယောက်200မပြည့်သေးဘူးလို့ပြောပါတယ်။ပြည်သူပန်းနိုင်အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူက2024တုန်းကနဲ့ရှင်ရင်အများကြီးကျော်တယ်လို့ပြောရမယ်။2024စက်တလပိုင်းနဲ့2025စက်တလပိုင်းအကြီးအကျယ်ကတော်တော်ကွာခြားတာတွေ့ရတယ်လို့ပြောပါရယ်။ရှေ့တန်းမှာအလင်းဝင်လာတာ စစ်တုံပန်းဖြစ်တာတွေရှိနေပေမဲ့စစ်တပ်ကလစဉ်စုဆောင်ရရှိနေတဲ့စစ်မှုရန်တပ်သားတွေအရေးအတွက်နဲ့ရှင်းမယ်ဆိုရင်တပ်ထဲအဝင်ကများပြီးပြုံတိမှုကနည်းနေတယ်လို့သူကပြောထားပါတယ်စေကောင်စီတပ်ဘက်ကလက်နက်ချတာအလင်းဝင်တာတုံပန်းအနေနဲ့ဖမ်းဆီးခံရတာတွေကိုဒေါ်လန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်တွေသတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေမြေပြင်သတင်းအချက်အလက်တွေကနေရယူပြီးအချက်အလက်တိုက်ယူစစ်ဆေးစစ်တမ်းပြုစုထားတယ်လို့သိရပါတယ်။ကျွန်မသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။